အလုံးမဲမင်္ဂလာပါအဖျိုး question ကနေပြီးတော့ကျူးဆိုပါရစေအခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question question number 83ဖြစ်ပါတယ် which of the following is an explanation of an e-marketplace အဲ့တော့ e-marketplace ရဲ့ explanation ကိုမိထားပါတယ် e-marketplace ဆိုတာကကျတော့ electronic marketplace ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဥစ္စာရဲ့ explanation ကိုမိထားတယ်နံပါတ်အေကကျတော့ it is a method in which the မန်နီဆင်းလာဆံပါရရောင်းတဲ့သူနဲ့ဝယ်တဲ့သူအအများကြီးက meet in a market setup on the internet internet ပေါ်မှာဆက်လက်လုပ်ထားတယ်ဈေးကွက်မှာသူတို့တွေတွေ့ဆုံကြတယ်တဲ့ and trade directly without an intermediate distributor ချာခံမော်နော်ဖြန့်ချီမပါဘဲနဲ့ direct trade လုပ်တယ်ကုန်ရောင်းကုန်ဝယ်လုပ် နီလန်းဖြစ်တယ်တဲ့အဲ့ဒါကိုပြောထားတာပေါ့နော် e-market ဆိုတာကကြတော့နံပါတ် B ကကြတော့ it is a method that aim for overall optimization from material procurement to product distribution by sharing information such as ordering inventory sales and logistic between a company and a business partner သူရဲ့ company နဲ့သူတို့ရဲ့စီးပွားရေး partner မိဖက်တွေကြားထဲမှာ သူကဘာလို့မလဲဆိုလို့ရှိရင် sharing information လောက်ပဲ information သတင်းချက်လက်တွေကိုနော် share ပေးရမယ်မျှဝေပေးရမယ်ဘလို့သတင်းချက်လက်တွေလဲဆိုလို့ရှိရင် search as ordering မှားလာတယ် inventory နော်ကုန်ပစ္စည်းစီးရင်နေ sales ရောင်းဝယ်တာတွေ logistic တွေစသဖြင့်ပေါ့နော်အဲ့လိုမျိုး information တွေကို မျှဝေပြီးတော့မှဘယ်ကနေဘယ်ထိလောက်မှလဲဆိုလို့ရှိရင်ညမျက်စိဝယ်တဲ့နေရာကနေစပြီးတော့နောက်ဆုံး ီကုံကြောပစ္စည်းထုတ်လုပ်ပြီးတော့ဖြန့်ဝေတဲ့အချီဟိုမှအဲ့ဒီလုပ်ငန်းစဉ်တွေအကုန်လုံးကိုမှဘာလုပ်မှာလဲဆိုလို့ရှိရင်စနစ်တကျနဲ့နော်အကောင်းဆုံးဖြစ်အောင်လို့လုံရည်ရဲတဲ့ method တစ်ခုဖြစ်လာတဲ့ e-market place ဆိုတဲ့ဥစ္စာကနံပါတ်၄ကတော့ iris method တဲ့ that cover information concerning business trade transition into a standardized format and electronic exchange data such as estimating ordering shipment and delivery and payment between companies အဲ့တော့စီးပွားရေးဆိုင်ရာတရင်အချက်လက်တွေပေါ့နော်စီးပွားရေးဆိုင်ရာတရင်အချက်လက်တွေကိုဘာလုပ်မှာလဲဆိုလို့ရှိရင် standardized format လုပ်မယ်စံသတ်မှတ်ထားတဲ့ပုံစံဒီအတိုင်းကိုမှ convert လုပ်မယ်တဲ့ပြောင်းလဲမယ်တဲ့ ပြောင်းလဲပြီးတော့မှဒီ company တွေရဲ့အကြမ်းမှာပေါ့နော်ဒီ Bitwins company company ရဲ့အကြမ်းမှာရှိနေမယ် estimating တို့ ordering တို့ shipment တို့ delivery တို့ payment တို့စတဲ့အချက်အလက်တွေကိုသူက electronically exchange data တက်စစ်နဲ့ပေါ့နော် electronic နီးနဲ့သူကဘာလုပ်မှလဲ exchange data data တွေကို ဖက်လဲမယ်လဲလဲမယ်တဲ့အဲ့ဒါအဲ့လိုမျိုးသုံးတဲ့နီးပညာလားဆိုပြီးတော့မိထားတယ်။နောက်နံပါတ်3ကကျတော့ it is a method တဲ့နီးပညာအဲနီးလန်းတစ်ခုဖြစ်တယ်ပေါ့နော်။ that run a sale promotion campaign on the internet ။ internet ပေါ်မှာရောင်းအမြင့်တင်တဲ့ဒီကလန့်မှုတွေကိုလုပ်မယ်။လုပ်ပြီးတော့မှမှ then draw customer customer ကိုဘယ်ကိုစွဲခေါ်มาလဲဆိုလို့ရှင်တော့ reest ကိုတကယ်ပေါ့เนาะအပြင်ကဆိုင်တွေကိုတကယ်ဆိုင်တွေကိုလာဖို့အတွက်သူတို့က draw လုပ်မယ်စွဲခေါ်မယ် encourage encourage them to make purchase ပြီးရခါကျရင် sign new ခေါ်မယ်ခေါ်ပြီးွားရခါကျရင်ပစ္စည်းတွေကိုဝယ်ဖို့ရအတွက်ကိုတိုက်တော်မယ်တဲ့နော်အဲ့တော့နော်အဲ့ဒီဝယ်တဲ့သူကိုဆွဲဆောင်ပြီးတော့မှ ဆွဲခေါ်ပြီးတော့မှသူက customer တွေကိုဆွဲခေါ်ပြီးတော့မှဝယ်ဖို့ရန်အတွက်ကိုသူကတိုက်တွန်းနေပုံမှန်မနဲ့သုံးတဲ့နီလန်တစ်ခုဖြစ်တယ်တဲ့အဲ့တော့ e-market place ဆိုတာက electronic market place ဖြစ်တယ်သူကဒီ internet ပေါ်မှာပဲပေါ့နော်ဒီရောင်းတဲ့သူကရောဝယ်တဲ့သူကရောနော် online ပေါ်မှာ online ကနေတစင်မှာဒါ right လောက်တာကြားထဲမှာဟိုဖြန့်ချီရေးတွေပါဘာမှမလိုပဲနဲ့သူကအဲ့လိုမျိုးရောင်းတဲ့စေကွက်ဖြစ်တယ် ဲ့တော့ကြောင်းမလို့နံပါတ်9စသုံးတော့ဖြစ်မှန်နေရတော့နံပါတ်8ဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှပြန်ပြီးတော့တွေ့ကြပါမယ်